အားလုံးမင်္ဂလာပါခင်ဗျာမင်းကမောင်ချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့ဆက်ချင်းရဲ့ဇန်လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်နေအဖြစ်ရဲသုံးဘော်ရဲ့စစ်သည်လေးတွေနဲ့စတင်လိုက်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်ပြီမှာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာဗမောမျိုးသိန်းတိုက်ပွဲအတွက် ကီယာနဲ့ဗရတ်တွေကမကြည်ဝဲထနှွဲဖို့အတွက်မနေ့ကတက်မာ3ရှိရာဝရဘွန်ဘက်ကနေခြိတက်လာတာရန်ပေါင်ကားကြီးအစီး20နဲ့ပေါ့ဗျာဒီကောင်တွေလျက်စီးမိုးချိုအထူးကွန်မန်ဒိုဆိုတဲ့လိုင်းစားဌာနချုပ်နာကတပ်ဖွဲ့ကိုပါခေါ်လာခဲ့ပါတယ်ဒရုန်းတပ်ဖွဲ့ကိုလည်းအင်အားထပ်ဖြည့်ထားပါတယ်ဗမော်တပ်ကတော့လည်း3မိုင်ကျော်လောက်ဝေးတဲ့ကူလီနန်းလိုင်းဘက်ကိုခုနေ့လယ်ပိုင်းကရောက်ရှိလာခဲ့ပါတယ် ခမန်းရန်သူအင်အား1500နဲ့2000ကျားရှိပါလိမ့်မယ်။ရဘစိတ်ကျွတ်အစည်းတွေကိုသုံးပြီးဂုညကိုဗမော်မျိုးနဲ့လေစိတ်ဘက်ကိုစတင်တိုက်ခိုက်လာနိုင်ပါတယ်။ရန်သူရဲ့စစ်သည်မှန်မှန်ကိုတော့မြေပြင်တံများကွန်ဖိုင်းလုပ်ပေးကြပါရန်နဲ့လက်နက်ကြီးများလေကြောင်းပစ်ကူများကြိုတင်ချိန်မုံချင်းပြုတ်လုပေးနိုင်ပါရန်အတိပေးတင်ပြအပ်ပါရခင်ဗျာ။နောက်နေ့ချင်းသည်အချစ်နှင့်စစ်တွင်တည်ခြင်းမြည်သည်ဖြစ်လျား ရန်သူကီယာနဲ့ဗရမ ्या ကိုလက်ဥမှုရယူကြိုတင်ချေမုန်နိုင်ရေးအကြံပြု တင်ပြအပ်ပါတယ်ရဲသုံးဘော်အနေနဲ့စစ်တရေအမှန်များကိုသာတင်ကျင်တော်လဲမိမိတို့ချစ်ခင်လေးစားတံပိုးထားရတဲ့တံပိုးကြီးရဲ့ဂုံသိက္ခာမညှိုးနှွမ်းရအောင်သတိပေးတဲ့အနေနဲ့တင်ပြခြင်းပါတယ်ခမညာချင်းတွင်မြစ်ထဲမှာအပုံနဲ့စထွက်လာနေပါရောလားဗျာအခုတလုံးချင်းတွင်မြစ်အတွင်းမှာသွာလာနေတဲ့ဆက်လီသင်္ဘောများကိုဗရတ်တွေကတမျိုး လုံညိုရေးတပတ်ဝင်အချို့ကြောင့်ခီးစဉ်တချို့မလိုလားအပဲတုံဆိုင်ကုန်ပါတယ်လူစည်းသမောများကိုတော့တိန်ကနန်းလောက်ကောက်ခံပြီးမဲ့ကုံစီပို့ဆောင်နေတဲ့ကုံသင်းမောများကိုတော့တနစ်စာအကောက်ခွန်ငွေကုံသင်းမောတစည်းကို3000တောင်းတောင်းနေကြရဲဆိုတဲ့သတင်းကတော့တိတ်အစင်မပြေပါဘူးအထူးသဖြင့်ကုံသင်းမောတွေကိုအကောက်ခွန်ကောက်ရင်3000မပေးနိုင်ရင်မသွားခိုင်းဘူးဆိုပါလားဗျာ အဆိုးဆုံးကတော့ကလေးဓကသမူကကောက်ခိုင်းတာလို့ပြောပြီးချင်းချောင်းနေတာကအဆိုးဆုံးပဲဗျတက်မရစစ်ကြောင်းများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ SB နဲ့ BSI တပ်ဖွဲ့ဝင်များစရဘတ်တပ်ဖွဲ့ဝင်များအနေနဲ့အခုတရင်ကိုစီစစ်ပြီးတော့ confine လုပ်ပြီးအရေးယူဆောင်ရွက်စီရင်ကြောင်းတင်ပြအပ်ပါတယ်ခမညာရဲသုံးဘော်ကစစ်တရင်အမှန်တွေပဲတင်ပြကျင်တာပါအခုဟာကချင်းဝင်းမြစ်ကြောင်းတွေကအပုတ်နှံ့တွေ လှိုင်လာလို့ပနာမအဒီပေးသတိပေးတင်ပြလာတာပါခင်ဗျာကလေးဒါကသာမူရဲ့နာမည်ကိုအလွဲသုံးစားလုပ်နေပြီးကုံသိမောမြအဘော်စကြေးကောက်နေတဲ့ကိစ္စမြများကို ရက်တန်းကမရက်ရင်တော့အမီအစင်တရင်တက်ဖွဲ့အမီကောက်ခံတဲ့နေရာနဲ့အချိန်ကောက်ခံတဲ့ငွေပမာဏကောက်ခံတဲ့သင်းမောအမီနေရာတို့ကို တိကျစွာဖြင့်အထက်ဌာနကိုချက်ချင်းတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ တမ်မရောရဲ့အိမေဘုံရိပ်တိုးတက်လာအောင်ရှင်ရန်စစ်မြေအသီးသီးကတိုက်ပွဲဝင်နေတဲ့အရာရှိစစ်သည်များရဲ့ဂုံသိက္ခာကိုမှမထောက်ညာခြင်းတမ်မရောရဲ့ဂုံသိက္ခာကိုညှိုးနှွမ်းစေခြင်းတို့အတွက်တယောက်စွာအရေးယူနိုင်ရေးနောင်ကျင်သွားလောက်သောပြစ်ဒဏ်ကိုခံရနိုင်တဲ့အထိတယောက်စွာအရေးယူနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းတင်ပြအပ်ပါတယ်ဆရာသမားများနဲ့တငယ်ချင်းအားလုံးကို လေးစားယူသေးစွာဖြင့် ရဲသုံးဘောဟုတ်ကဲ့နောက်ထပ်တင်ပြပေးချင်တာကတော့မြမတံတော်နေဦးနေသူရဲကောင်းများကတီဘောကိုတိမ့်ပိုက်နိုင်ခဲ့တာနဲ့ဆက်ဆက်တဲ့ရှမ်းမြောက်သတင်းလေးပဲဖြစ်ပါတယ်တီဘောကိုစတင်ပြီးတော့တိုက်ခိုက်တဲ့ရက်ကနေပြီးတော့ပြီးဆုံးအောင်မွေးခံတဲ့ရက်အထိစစ်စင်ရေးကာလဆက်ကြောင်းရက်အတွင်းမှာတိုက်ပွဲပေါင်း28ကြိမ်အပြီးမှာတီဘောမျိုးကိုမြမတံတော်ကပြန်လဲထိန်းချုပ်တိမ့်ပိုက်နိုင်ခဲ့ပါတယ် DNA အကြမ်းဖက်တောင်းကျန်းသူအဖွဲ့ဝင်များခိတ္တထိန်ချုပ်ထားတဲ့ရှမ်းပြည်နယ်ဒေဝမြို့ကိုပြန်လည်ထိန်ချုပ်သိမ်းပိုင်နိုင်ရန်မြမတပ်မတော်ကအော်တိုဘားလ၂ရက်ကနေစပြီးတော့စစ်ကြောများဖြန့်ခွဲကအကြမ်းဖက်ချိန်မုံရေးစစ်စင်ရေးကိုဆောင်ရွက်ခဲ့ကြပါတယ်။ဒါကြောင့်အော်တိုဘား၂ရက်မှာဆိုင်ခေါင်းကြီးရွာနောင်ပိန်လေးကြီးရွာဇော်တိကုန်းကြီးရွာနန်းဟူတောင်အောက်နန်းဟူတောင် အထက်နဲ့ပန်းဟတ်ကြီးရွာ အော်တိုဘန်3ရက်မှာတော့ကြောင်မဲကြီးကျေးရွာအော်တိုဘန်4ရက်မှာတော့ခိုတင်ကျေးရွာနဲ့0.64ခွန်တောင်ကုန်းပန်းဟုတ်ကျေးရွာအော်တိုဘန်9ရက်မှာနာခေါ်ကျေးရွာခဲမွန်ကျေးရွာနဲ့ဘူကာကျေးရွာအော်တိုဘန်6ရက်မှာတော့လွဲခေါ်ကျေးရွာအော်တိုဘန်9ရက်မှာချောင်းကျောက်ကျေးရွာနဲ့အော်တိုဘန်10ရက်မှာတော့နောင်အန်းကျေးရွာနဲ့၎င်းကျေးရွာအနီးမှာရှိနေတဲ့ရန်သူစခန်းကုန်းအလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ထို့အတူပါပဲအော်တိုဘားလ12ရက်နေ့မှာတော့တိန်ခမ်းကြီးရွာနဲ့ငွန်ဆိုင်ကြီးရွာအော်တိုဘားလ13ရက်မှာတော့မူလီကြီးရွာရေဘူးကြီးရွာ လောင်ခွန်ကြီးရွာနဲ့ပုံဖန်းကြီးရွာအော်တိုဘားလ14ရက်မှာတော့မန်လွေကြီးရွာကျင်းဒီကြီးရွာတဝိုင်းနဲ့အော်တိုဘား15ရက်မှာဘောဂျူကြီးရွာကောင်းခါကြီးရွာနဲ့နာခံကြီးရွာ ောက်တိုဘာလ16ရက်မှာတော့ခါလိန်ကြီးရွာမှတဆင်းတီဘောဒိုဂိတ်တို့ကို သိမ်းပိုက်ခဲ့ပါတယ်။ဒါမှမဟုတ်စေချောင်းမြန်တီဘောမျိုးအဝင်ဒိုဂိတ်ကိုရောက်ရှိစင်မာတော့ DNA လေးအကျမ်းဘက်တောင်းကျန်းသူအဖွဲ့ဝင်များဟာအဆောက်အုံများနဲ့ပြည်သူပိုင်းအဆောက်အုံများအားကိုမီးအလုံးကို မီးရှို့ထပစ်သွားခဲ့တာကြောင့်ထက်ချက်မကွာလိုက်လံရှင်းလင်းခဲ့ကြရမှာတော့အော်တိုဘန်လ16ရက်နေ့ညနေပိုင်းမှာတီဘောမျိုးကိုအပြီးအတိုင်းပြန်လဲထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဆိုပါဒီမို့မျိုးကိုပြန်လည်ထင်းကျုံသိမ့်ပိုက်ရန်စစ်စင်ရေးပြုလုပ်ခဲ့တဲ့စစ်စင်ရေးကာလ16ရက်အတွင်းမှာတီအန်လီအကြမ်းဖက်အဖွဲ့နဲ့တိုက်ပွဲကြီး9ကြိမ်တိုက်တွန်းမှု20ကြိမ်စုစုပေါင်း28ကြိမ်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်အဖွဲ့များရဲ့အလောင်း73လောင်းလက်နက်ခုနှစ်လက်ခဲရန်နဲ့ဆက်ဆက်ပစ္စည်းများကိုသိမ်းပိုက်ရရှိခဲ့ကြောင်း လက်ရှိအချိန်မှာတော့မြန်မာတပ်မတော်စစ်ကြောင်းများကဒီဘောမျိုးမှာယာယီနေရစွန့်ခွာနေကြသူများပြန်လည်ဝင်ရောက်နေနိုင်ရေးအတွက်အစိုးရအုပ်ချုပ်မှုရန်နေရများပြန်လည်လည်ပတ်နိုင်ရေးကြောင်းများစီယုံစည်းကမ်းများအမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက်လိုအပ်တဲ့နေမြေရှင်းလင်းလုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါရခင်ဗျာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရှမ်းမြောက်ဒေသနဲ့ဆက်ဆက်နေတဲ့သတင်းဆောင်မလေးပဲဖြစ်ပါတယ်ခင်ဗျာလူမျိုးရေးအစွန်းရောက်ဘလောင်ချမ်းဖတ်တွေကင်းစင်သွားတဲ့နောင်ချိုကြောင်မဲ့တီဘောမျိုးလေးတွေကတော့အေးဆေးသွားပါပြီ။ ဒီဝမျိုးမှာလည်းဌာနဆိုင်ရာတွေပြန်လည်နေရခြားထားပြီးစပေးရှောင်ပြည်သူတွေကိုအိမ်ကိုပြန်ရောက်ကြပြီဆိုရင်ရခင်ကအတိုင်းအေဂျင့်တည်ငြိမ်တာယာပြီးရှမ်းရင်ချင်းမှုအငွေ့အသက်တွေလွမ်းခြုံတဲ့ရိုးရာပွဲတော်တွေနဲ့ပျော်ရွှင်စေရမျိုးလေးအဖြစ်ပြန်လည်အသက်ဝင်လာတော့မှာပါပြည်တော်စုလမ်းမကြီးမန္တလေးကနေလာရှိုးအထိပွင့်ဖို့ကတော့ဒီဘောလာရှိုးကျလမ်းမကြီးတျှောက်စိုးမိုးထားတဲ့ကိုကန့်တဘုံ MNDAA နဲ့ မြမတက်မတော့အစိုးရတို့ဘလို့ညှိနှိုင်းဆောင်ရွက်ကြမလဲစောင့်ကြည့်ကြရဦးမှာပါကိုကန့်သဘုံ MNDA ငါဒီဘောကနေလာရှိုးဘက်အထွက်တရားကြီးအပြင်ဘက်ထိတ်ကနေစပြီးလာရှိုးမြို့အဝင်မြို့ဆောင်လမ်းဂိတ်အထိနဲ့ဒီဘောကနေကိုးမိုင်လမ်းခွဲနန့်လန်လမ်းပါလဲနားမခေါ်ကောင်းဟက်အထိတက်ဆွဲစုမထားပါတယ်ကုံတော်ရင်လမ်းတွေမှာ တဘုံတွေထိန်ချုပ်စိုးမိုးထားတော့မိသားစုအိမ်စည်းကားငယ်တချို့နဲ့ခီးတဲ့ကားအ ਨੇ အပကလွယ်လို့ကုန်တင်က အသွာလာ မရှိသလောက်နေပါတာကြောင့်ကုန်စည်စီးဆင်းမှုအားနေပြီးတော့အယောင်းအဝယ်လုပ်ငန်းတာတွေမလည်ပတ်နိုင်တာကြောင့်ကုန်စင်းလုံးကြီးမြင့်တဲ့တန်ကိုလာရှိုးဒေသခံတွေခံနေကြရစေပါရှမ်းတောင်ဒေသကကုံသွေးရေးလမ်းကြောင်းတွေမှာတဘုံထိန်ချုပ်စုမှုထားတာမရှိလို့လမ်းရှုတ်တဲ့ကုံစင်းလုံးတတ်သားသလို့ တရုတ်နယ်စပ်ချင်းရွှေော်လောက်ကိုင်းကွမ်းလုံဒေသတွေမှာတရုတ်ဘက်ကကုန်စည်စီးဆင်းမှု ချောမွေလို့လာရှုတဲ့ကုန်စည်နှုန်းတက်တာပါတယ်ဒီတော့လာရှုဒေသလမ်းမဆက်သွယ်မှုလုံခြုံချောမွေစီဖို့ကုန်စည်စီးဆင်းမှုမြန်ဆန်စီဖို့ဆိုရင်လာရှုဧရိယာသမကမိုင်းရေဟိုရတီဘော့နာမခေါ်ကောင်းဟက်အထိနေကျွန်းတက်ဆွဲဆူမှုထားတဲ့ကိုကန့်တဘုံ MNDA ကိုမြမအစိုးရက ဘလို့ဖြည့်ရှင်းမလဲဆိုတာလာရွဒေသခံတွေမျော်လင့်နေကြီးစောင့်စားနေကြပါတယ်မန္တလေးမူဆက်တရုတ်မြန်မာကုန်သွယ်ရေးလမ်းမကြီးဖွင့်နိုင်ဖို့ကတော့လောလောဆယ်မှမျော်လင့်လို့မရသေးပါဘူးလာရွမှာတော့မြန်မာအစိုးရမြို့တွင်းဆန်းရက်ကိုပဲထိန်းချုပ်ခွင့်ရပြီးမြို့နဲ့တဆက်တဆက်တည်းရှိတဲ့မြို့စင်ကြုံရက်ကွက်တွေဖြစ်တဲ့ကြာကန်ကနေမြို့ချောင်းလမ်းတချောင်းနဲ့မေဟန်နာမခေါ်လွယ်ဝင်းခူမွန်တာပုံအေဒီ ဟိုဘိတ်အထိမြို့ပတ်ဝန်းကျင်ပတ်ချာလယ်နဲ့လာရှိုမြို့နယ်တခွင်လုံးမှာကိုကန့်သဘုံ MNDA တွေစိုးမိုးထိ ंछ ုတ်ထားတာကိုဘလို့ဖြေရှင်းမလဲအဖြေမရှိသေးပါဘူးမြို့ပေါ်မှာအစိုးရဌာနဆိုင်ရာရန်နရာတချို့အနှဲငယ်သာလဲပတ်နိုင်ပြီးအခြေခံပညာစာသင်ကျောင်းတွေဖွင့်နိုင်ပေမဲ့တက္ကသိုလ်တွေမဖွင့်နိုင်သေးသလိုလျှက်စစ်ကျန်းမာရေးဌာနတွေမှာလည်းမူလအနေထားကိုပြန်မရောက်နိုင်သေးပါဘူး လုံမုံနန်ကူညီကြတဲ့ရင်းနဲ့ပြန်လည်နေရခြားသားရီတို့ရေအေးမြင့်နဲ့ဂျေးလက်ဒေသဖွံ့ဖြိုးတို့ကတော့ဘာမှကိုမလဲပတ်မလုံဆောင်နိုင်ရပါဘူးအပြင်းမှမှာတော့မြမအစိုးရရဲ့အုတ်ချုပ်ရေးရန်နေရပြန်လဲပတ်ပြီးတော့အခြေစိုက်ခဲ့တဲ့လာရှိုးမျိုးကြီးတာယာနေပြီးပြည်သူတွေငြိမ်းချမ်းပျော်ရွှင်နေကြတယ်လို့ထင်ရပေမဲ့တောင်းမတင်ရေမကြဘဲအချိန်ဘာထဖြစ်မလဲကြီးလန့်စားစားဖြစ်နေရတာက လာရှုမျိုးကံပြုသူတွေဘဝအမှန်ပါဒီအခြေအနေတွေကလွတ်မြောက်ဖို့လာရှုအတွက်အပြေပါလဲဘယ်ဟာဖြစ်ပါမလဲတီဘုံမျိုးမှာမြန်မာတပ်မတော်ကလူမျိုးရေးအစွန်းရောက်အကြမ်းဖက်ဗလောင်တွေကိုမောင်းထုတ်ပြီးတဲ့နောက်တီဘုံမျိုးစုံတီဘုံမျိုးစုံစင်ချေဘုံကနောင်အိမ်ကြောင်းခုံပန်စစ်မိန်မျိုးဟောင်းနဲ့လာရှုလန်းနန့်လန်လန်းတွေပေါ်မှာကိုကန့်တဘို MNDA တွေက ပြည်သူနေအိမ်တွေမှာတက်နေကြလို့နေရာဖယ်ပေးတန်းရတဲ့ပြည်သူတွေဘုံတော်ကြီးကြောင်းတာသနိကအဆောက်အုံတွေမှာတက်ဆွဲထားလို့အနေတိုင်းကျင်းကျက်ပြီးအသက်တောင်ပြင်းပြင်းမရှူရတဲ့ရန်တန်ဃာဆရာတော်တွေစံတင်ကျောင်းတွေမှာတက်ဆွဲထားလို့ကျောင်းဖွင့်ဝင် မရစံမတင်ကြရတဲ့ကျောင်းသားကျောင်းသူတွေအတွက်တော့မြန်မာစစ်တပ်နဲ့ကိုကံတဘော MND တို့ရဲ့အပြည့်ရဲ့သဘောတူညီမှုအရပြစ်ခတ်တိုက်ခိုက်မှုတွေမရှိုံနဲ့ ပြည့်ပြည့်စုံတဲ့ငြိမ်းချမ်းမှုမဟုတ်ပါဘူးဒီအတွက်ဘလို့ဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ရည်ရတဲ့လမ်းကြောင်းလဲရှိထားဖို့မပေါ်ပါဘူးမြန်မာအစိုးရအနေနဲ့ဘလို့မျက်နှာချူသွေးနှစ်သိမ့်ပေမဲ့ကိုကန့်သဘော MND ကတော့ခက်တင်နေမဲ့ဆက်ဆံလေးရှိတာသတိထားမိပါတယ်ကျောင်းတွေစောင့်ဖွင့်တော့မဲ့ဂျွန်ဂျူလိုင်တုန်းကလာရှိုးမြန်မာရှိတဲ့ကွန်ပျူတာတက္ကသိုလ်ဟိုဘိတ်မှာရှိတဲ့နှီးပညာတက္ကသိုလ်နဲ့အထက်တန်းကျောင်းတွေပြန်ဖွင့်နိုင်ဖို့ ဝန်တင်တက်တဲ့ခလာရ68တရင်တွေ ပြန်လည်နေရာချတာနိုင်ဖို့အဲ့ဒီဧရိယာတွေကကိုကန်တက်ဖွဲ့တွေစုခွာပေးဖို့တောင်းဆိုတော့ငါလည်းအပြည့်ရဲ့သဘောတူညီချက်မှာပါတဲ့အတိုင်းလာရှုမျိုးတွင်12ရက်ကလွယ်ပြီးဘယ်နေရာမှဖယ်မပေးနိုင်ဘူးလို့ခတ်တင်းတင်းတုံ့ပြန်ခဲ့လို့ယနေ့အထိကြောင်းတွေမဖွင့်နိုင်သလိုမြန်မာစစ်တပ်တွေလည်းနေရာမချနိုင်သေးပါဘူး ဒါကိုကြည့်ရင်မိမိအိမ်ကိုကိုးကန်သဘော MNDA တွေတက်နေထိုင်ကြလို့နေရာဖယ်ပေးထားရတဲ့ပြည်သူတွေဘုံတော်ကြီးကြောင်းတဲ့သာသနိကအဆောက်အုံတွေမှာတက်ဆွဲထားလို့အနေအထိုင်ကျင့်ကြံပြီးအသက်တောင်ပြင်းပြင်းမရှူရတဲ့ယဟန်သံဃာဆရာတော်တွေစာသင်ကျောင်းတွေမှာတက်ဆွဲထားလို့ကျောင်းဖွင့်ခွင့်မရစာမသင်ကြရတဲ့ကျောင်းသားကျောင်းသူတွေအတွက်မြမတက်မတော်အစိုးရဘလို့ဆောင်ရွက်ပေးနိုင်မလဲစစ်မှန်တဲ့ငြင်းညံမှုရလက်ကို ။နှံတဲ့အပြစ်တွေပဲမျောလင့်နေမိပါတယ်ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့အေးအေးအကျန်းဖက်တောင်းရင်သူနဲ့ဆက်ဆက်နေတဲ့နေရီကန်သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။ 19ရက်ဇယ်လ2025ရက်နေ့မှာတော့မြန်မာတမတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကနေရီကန်အနီးတဝိုက်မှာနေမြေရှင်းလင်းတဲ့အခါအကြမ်းဖက်တောင်းရင်သူ AA ပလက်ဗရက်အပွင့်နဲ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလဒ်နေရပြင်းအကြမ်းဖက်တောင်းရင်သူ AA 9လောင်းနဲ့၎င်းတို့ဂိုင်ဆောင်နဲ့လက်နက်ငယ်9လက် ခဲယံဘုံသီးများသိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရှမ်းမင်းတုံရရေးသားတဲ့ပုံမှန်မဟုတ်တဲ့စီရေးပြောင်းလဲမှုဆိုတဲ့သတင်းဆောင်မလေးပဲဖြစ်ပါတယ်ခင်ဗျာရန်သူရဲ့30နှစ်ခုစစ်စင်ရေးစတော့မမျော်လင့်မဲ့ဒရုန်းတွေနဲ့တိုက်ခိုက်ခံလိုက်ရလို့ကိုတက်တွေဟာစီရေးအရစိန်ခေါ်မှုတွေနဲ့အကြီးအကျယ်ရင်ဆိုင်လိုက်ရပါတယ် တက်စကန်တွေတော်တော်များများအပြင်မြို့ရွာတွေနဲ့တိုင်းစစ်ဌာနချုပ်နှစ်ခုပါယာယီစုပ်ပေးလိုက်ရတဲ့အခါစံကျင်မဲ့အုပ်စုတွေကကိုတက်တွေပြန်မလာနိုင်ဘူးလို့တောင်ဒင်ပြီးလောင်ပြောင်ခဲ့ကြပါတယ်ဒီလိုလောင်ပြောင်ကြတဲ့သူတွေဟာစီရဲကိုတာမန်လောက်သာလေ့လာခဲ့ဘူးကြတဲ့သူတွေများပါတယ်၈၈ကျောင်းသားဟောင်းမိုးသီးဇွန်ဆိုရင် လာရှိုးဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်လန်တထောင်စစ်ခံတရားဆိုတဲ့လောင်လောင်အကိုက စီရင်အယူအဆတွေနဲ့ဆောင်းပါးတဖို့ရေးထားတာဖတ်လိုက်ရပါသေးတယ်ကျွန်တော်ကတော့ဒါပုံမှန်မဟုတ်တဲ့စီရင်ပြောင်းလဲမှုဖြစ်ပြီးဆိုတာကိုနားလည်သဘောပေါက်ခဲ့ပါတယ်ဒီလိုပြောင်းလဲလာနိုင်လို့လဲရှစ်မှာစစ်မဲ့ရေးရန်ဒေါ်လန်ပြောင်းလဲမှုဖြစ်တော့မယ်မောင်းသူမဲ့ drone ဒေါ်လန်ရေးခစ်ကိုရောက်တော့မယ်စရုဒ္ဓမျိုးဆက်စစ်ပွဲကနေပြင်စမာမျိုးဆက်စစ်ပွဲကိုကူးပြောင်းလာတော့မယ့်အကြောင်း 2020ပြည်နှစ်စက်တင်ဘာလမှာဖြစ်ခဲ့တဲ့နိုဂိုရာဂရဘတ်ဒေသစစ်ပွဲတွေကနေတောက်လျှောက်ရေးခဲ့ပါတယ်။ဒါပေမဲ့ပုံမှန်မဟုတ်တဲ့စီးပြောင်းလဲခဲ့တာချင်းအတူတူကုတ်တက်တွေဟာအများကြီးတော်ခဲ့တယ်လို့ပြောလို့ရပါတယ်။ဘာကြောင့်ဒီလိုပြောနိုင်သလဲဆိုရင်အာမေးနီးယားအဇာဘိုင်ဂျန်ဖြစ်ကြတဲ့နိုဂိုရာဂရဘတ်ဒေသစစ်ပွဲမှာအာမေးနီးယားဟာဒီဒေသကြီးတစ်ခုလုံးကိုစစ်နှစ်ကြိမ်ဖြစ်ပြီးလာပိုင်းအတွင်းမှာပဲဆွန့်လွတ်လိုက်ရပါတယ်။ အာမေနီးယားဘက်ကဆုံးရှုံးမှုတွေကိုချပြရရင်တော့တင်က185စီးတန်ကြက်ကတိုက်ခိုက်ရေးယင်44စီးယင်ဆွဲအမြောက်149လက်ယင်ဒီအမြောက်16လက်အတွဲလိုက်ဒုံးပစ်စင်82စင်းခြေလင်းတသုံးတိုက်ခိုက်ရေးယင်44စီးနဲ့ရေဒါ12စီးအထိဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။ရုရှားလို့တင့်တွေတန်ကြက်ကားတွေဟာလဲတူရကီနဲ့အစ္စရေးလို့အဇာဘိုင်ဂျန်ဒရုန်းတွေအောက်ပြားပြားမှောက်ကုန်ပါတယ်။ တကအာဆက်ရဲ့တက်တွေဟာစီးရီးယားသဘုံတွေကိုဘလို့မှမခုခံနိုင်တော့လို့၁၇ရက်အကြာမှာတနိုင်ငံလုံးသဘုံအောက်ရောက်ခဲ့ပါတယ်အာဆက်တက်တွေကိုဒုက္ခပေးသွားတာက တူရကီဒရုန်းတွေပါဒါကလက်ရှိနှစ်အနည်းငယ်အတွင်းနိုင်ငံတကာမှာရောမြန်မာမှာပါဖြစ်ပေါ်ခဲ့တဲ့ပုံမှန်မဟုတ်တဲ့စီးရီးပြောင်းလဲမှုကိုတရကအနေနဲ့ချပြရတာဖြစ်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ပါရခင်ဗျာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆရာပိုင်စိုးရေးသားတဲ့ဒရုံတကန်အကွာက လိုင်စာဆိုတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာအခုတလောတက်မတော်ကတောင်းကျင်းသူဒါနကျုပ်တွေကိုသတိပေးတိုက်ခိုက်မှုလေးတွေလှုပ်လာပါတယ် KNU ဆိုရင်သတိပေးုံအဆင့်တော်မဟုတ်တော့လို့ခေါင်းပိုင်းတွေအကုန်ထိုင်းနေဆက်ကိုခွန့်ထိုင်းထားရတဲ့အနေအထားမျိုးပါ အခု GAI ရဲ့လိုင်းစာကိုမင်းညာက FPV drone တစ်စင်းနဲ့တိုက်ခိုက်တယ်လေရင်နဲ့တိုက်ခိုက်တာမဟုတ်ပဲဒရုန်းနဲ့တိုက်ခိုက်တာမို့လို့လိုင်းစံကိုဒရုန်းလွတ်နိုင်တဲ့အကွာအဝေးအထိ တက်တွေရောက်နေပြီဆိုတဲ့သဘောပါ MPV ကိုအဝေးအဆုံးနေရာကလွတ်ရင်တောင် အနည်းဆုံးတော့10မိုင်15မိုင်ပတ်ချလဲပါဒါတောင် အကောင်းဆုံးအမျိုးအစားတွေကို ပြောတာပါ KIA ကသာရွှေတူးကျင်ဇွန်နဲ့ ဗမောက်တွေဗမော်တွေရှေ့ကိုမဲနေတာဟိုမှာတက်မတော်ကလိုင်စာတိရောက်နေပြီးနောက်ကနေကင်းဝင်ပါတော့မယ်အဲ့လိုမဟုတ်ဘဲတရုတ်နဲ့တက်မတော်နဲ့ရန်တိုက်ပေးခြင်းလို့ကိုမျိုးကိုဘာသာဒရုံးချခြင်းတော့မပြောတတ်ပါဘူးတက်မတော်ကတော့လုံမဲ့လုံ KNU ကထိပ်သီးပိုင်းတွေရဲ့အိမ်တွေကိုရွေးလုတ်တလူမျိုးလုံမှာပါအဘိုးကြီးလင်မယားအိမ်ကိုဘာကိစ္စအကုန်ကြခံပြီးဒရုံးသုံးမလဲ KNY ကထိခိုက်မှုတွေကိုတရင် အမောင်ချထားပုံရကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆန်ရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာအခုငင်းငယ်ရေးလုံးနေတဲ့အဖွဲ့အစည်းတွေရဲ့ခေါင်းကင်တွေအားလုံးက60တန်းနဲ့80တန်းတွေဖြစ်ကြပါတယ်လူတက်တန်းမဟုတ်ပဲနိုင်ငံရေးတက်တန်းကိုခံမှန်းရင်အာနာဂုံနောက်ထပ်ဆယ်နှစ်တက်တန်းပဲလုံးလို့လုံကောင်းပါတော့မယ် ဒီစနစ်တဲ့မှာငြိမ်းချမ်းရေးကိုရအောင်မလုပ်နိုင်ဘူးဆိုရင်မြမနိုင်ငံရေး process ကဒီလိုပဲရွာလည်နေဦးမဲ့သဘောပဲလို့တွေးလို့ရပါတယ်။ NCA ရဲ့စာချုပ်ရဲ့80ရာခိုင်နှုန်းကျော်အဆိုပြုချက်တွေကအစိုးရတပ်မတော်ရဲ့အဆိုပြုချက်တွေမဟုတ်ခဲ့ဘူး။တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကိုယ်တိုင်လိုချင်တဲ့အဆိုပြုချက်တွေကင်ပြီးအစိုးရစီရောက်လာခဲ့ကြတာလည်းဖြစ်တယ်။ငញ្ញញရေးကိုရကျင်လုံးလို့သမ္မတကြီးဦးသိန်းစိန်ကတက်ချုံကြီး ခုယာယီသမရနဲ့ညှိပြီးနောက်ဆုံးတမတော်ကင်ထားတဲ့အချက်ဆိုလို့ဒုတောင်အရေးသုံးပါပဲကြံပါတော့တယ်ကိုပဲအုတ်ချုပ်ခွင်းပြဋ္ဌာန်းခွင်းတော့ရကျင်တယ်အပြန်လန်ပြည်တော်စုကိုဘာဂရိကုတ်ကိုပြန်ပေးမလဲဆိုတဲ့ပေးထားခြင်းမျိုးတော့ပြန်လဲရှိတင်ပါတယ်တမတော်ကိုတော့လွတ်တော်တဲ့ကမောင်းထုတ်ခြင်းတယ်ကျွန်တော်တို့လည်းလက်နဲ့ဖြုတ်သိမ်းပါမယ်ဆိုတဲ့စကားမျိုးတော့ဘယ်အီယိုအိုရီစီကမှအတန်မကြားရပါဘူးဝဟာဘီနယ်အစ်ရရင်နဲ့ ၂၀၀၈ခြေဥမှာဒါကိုပြင်နိုင်တဲ့ဥပဒေရှိထားတယ်။ဒါတွေနဲ့ပတ်သက်ရင်တက်မတော်ကတော့ဂျားတွေက ခေါင်းခံเสียမရှိပါဘူး။လွှတ်တော်ပေါ်လာရင်လွှတ်တော်ကနေတောင်းတာကပုံပြီးတရားနိလန်ကြတယ်မဟုတ်ဘူးလား။မြောက်ပိုင်းသုံးဘက်ကိုလက်နဲ့ထောက်ပံ့ပေးပြီးအကျိုးဆက်အနေနဲ့မြို့နယ်နှမြို့နယ်ရန်လိုက်တာမျိုးကတရားလည်းမဝင်ဘူး။နိုင်ငံတော်အလံတော့လွှင့်ထားတယ်။ဝါဒိသမှာမဲပုံထောင်မရဘူး။ပြည်တော်စုနဲ့တသားတည်းမရှိဘူးဆိုရင် ဒါကပြဿနာတစ်ခုလိုပဲပြောလို့ရပါတယ်ဒါကိုမဖြေရှင်းဘူးလက်လျူရှူထားသည်ပြီးတော့နောင်တစ်ချိန်မြမခေါင်းဖြစ်လာမှာပါပဲငញ្ញံရေးရဖို့ NCA နဲ့သွားဖို့ပြင်ကြတယ်နိုင်ငံရေးသဘောတူညီချက်တွေရဖို့အရင်ဆုံးဆွေးနွေးပွဲတွေကိုအားလုံးလာရမယ်အချိန်ပေါင်းထောင်ပေါင်းများစွာဆွေးနွေးကြဦးမယ်အဲ့ဒီအချိန်အထိလက်နက်တွေကင်ထားကြဦးမယ်အဲ့ဒီအချိန်အထိစိတ်ပါရင် NCA အထိဝင်ဆွေးနွေးကြမယ်စိတ်မပါရင်ဆွေးနွေးပွဲတွေမှာနှုတ်ထွက် ထားပါတယ်ဆိုပြီးအယူကနင်းကြဥမယ်လူသစ်တွေထတ်ဆုကြဥမယ်ငโกကရင်ကလက်နဲ့မစွန့်ကျင်တဲ့သူတွေကို NCA ကြားကာလမှာ တမင်ကြီးကြီးထွားအောင်လန်းခင်းပေးနေသလိုပဲခံစားလို့ရလာပါတယ်အနည်းချုံရရင်နောက်10နှစ်အတွင်းမှာ NCA မှာသဘောတူညီမှုတွေရပြီး DDR SSR အထိသွားနိုင်မယ်လို့ယုံကြည်ကြလားဒီလိုပဲဆွေးနွေးညီနိုင်ရမှာပေါ့ကွာလို့ဆိုရင် ကြားထဲမှာဗမော်လိုမျိုးတီဘောကြောင်မဲ့နှောင်ချိုဒေသကပြည်သူတွေရဲ့အိုးအိမ်ဆွန့်ပစ်ပြီးမိသားစုတကွဲတပြားစီ အသက်တွေပေးဘဝတွေပြတ်ရတဲ့အခြေအနေမျိုးဘယ်နှခါထက်ကြုံရဘူးမလဲတစ်ဆယ်နှစ်ခွန်လိုမျိုးကျူးကျော်စစ်ကြောင်းအရင်သားပြည်သူတွေမပြောနိုင်ဘူးရှမ်းမြောက်တကြောလုံးမှာအသက်ပေးခဲ့ရတဲ့စစ်တီမိသားစုတွေရဲ့ဆုံးရှုံးမှုကိုဘယ်အရာနဲ့တန်ကြီးဖြတ်ကြမလဲလူသက်မိုင်းထောင် မြို့ရွာတွေကိုဖျက်ဆီးတဲ့ KNY TNL KNU နဲ့ MNDA တို့ကရော NCA ကိုထဲကိုပါလာဥမယ်ဆိုရင်ခုကာလမှာဆုံးရှုံးပျက်စီးရတဲ့ပြည်သူတွေရဲ့ဘဝကအလဟသက်မဖြစ်သွားဘူးလားတကယ်တော့ဓာတွေကအပြည့်မရှိတဲ့မေကွန်းတွေပဲဖြစ်နေဥမယ်ထင်ပါတယ်ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုနောက်ဆုံးအနေအချင်းကျွန်တော်တင်ပြပေးချင်တာကတော့ဇန်မိုးတင်ဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့ထုတ်စီတိုးနဲ့ဘောလုံးဆိုတဲ့သတင်းဆောင်ပါလေးနဲ့ပိတ်သိမ်းလိုက်ချင်ပါတယ်ခင်ဗျာရေးတဲ့စာအုပ်မှာရုရှားကယူကရိန်းကိုစကျူးကျော်တာတို့သုံးရပဲတိုက်မယ်ဆိုပြီးသုံးနှစ်ကြာနေပြီတို့ယူကရိန်းလိုနိုင်ငံသေးသေးလေးကိုတော့နိုင်အောင်မတိုက်နိုင်ဘူးလို့ဆိုတဲ့ကွန်မန့်တွေအမြဲလိုလိုတွင့်နေရပါတယ်ရုရှားဘောမှဆိုတာမျိုးလဲပါပါသေးတယ် ဒီလို comment တွေဘယ်သူတွေပေးလဲဆိုတာပြောနေဖို့မလိုဘူးထင်ပါတယ်။အဲ့လို comment တွေပေးနေတာသူတို့ရဲ့အသည့်ကအဲ့ဒီထက်မပိုလို့ပါ။အဲ့ဒီထက်ပိုပြီးမတွေးနိုင်မမြင်နိုင်လို့ဖြစ်ရတာပါ။ဖြတ်တန်းလာတဲ့ဘဝဉင်နဲ့ချွတ်တက်ခဲ့တဲ့ပညာရေးတွေကြောင့်ဖြစ်ရတာ။ရုရှားယူကရိန်းအရေးကိုဟိုကလင်တန်လက်ထက်နေတို့အပွဲတွေရုရှားဝင်မယ်ဆိုတာကအစားမိုက်မိုက်တူတို့ကအလဲလိန်မော်ယောင် ဒေါ်လာရအဆုံးအကုန်ရပြခဲ့ပြီးပါပြီရုရှားရဲ့နိုင်ငံတကာစစ်အင်အားအစီအတန်းဖြိုခွက်ခံရမှုတဲ့ဆိုဗီယက်ယူနီယံအခုထိရန်ရှာခံနေရတဲ့ရုရှားမဟာမိတ်စတာတွေထက်စဉ်းစားမှာပေါ့စီးရီးယားမှာရုရှားထောက်ခံတဲ့အာဆက်ကိုအာဏာသိမ်းလိုက်တာ အမေရိကန်ကိုယ်တိုင်စုငွေ သန်း30ထုတ်ထားတဲ့အကြမ်းဖက်ခေါင်းဆောင်အာမက်အာရှာရာပါ ရုရှားလူမဟုတ်ရင်ကိုယ်တိုင်အကြမ်းဖက်သတ်မှတ်တဲ့သူကိုယ်တော်အနောက်နိုင်ငံတွေနိုင်ငံခေါင်းဆောင်ပေးလုပ်ပါတယ်။ဒါလဲရုရှားကဘာလို့စကျူးကျော်လဲဆိုတာမတွေ့ရဘူး။ရုရှားမကျူးကျော်ခင်နှစ်နဲ့ချီပြီးယူကရိန်းကိုတရီပေးခဲ့တာတွေသူတို့မသိကြဘူး။ဒါကြောင့်လဲမြန်မာနိုင်ငံရေးကိုအစာဆုံးမမြင်နိုင်ကြတာပါ။ကိုလိုနီသူကျွန်ဖြစ်ခဲ့ဘူးတဲ့မြန်မာနိုင်ငံကိုလည်းတရုတ်အိန္ဒိယဆိုတဲ့နိုင်ငံကြီးနှစ်ခုကြားကနေရာပြီး အမေရိကန်တရုတ်ရဲ့စစ်မြေပြင်ဖြစ်နေရတဲ့အနေအထားလူဦးရေပေါက်ကွဲမှုကြောင့်ဘာသာရေးနဲ့နယ်ချဲဖို့ကြိုးစားနေတဲ့ဘင်္ဂလားဒေ့မလေးရှားလိုအမျက်ပြဒနာရှာပြီးနှိမ်ချဆက်ဆံကျင်နေတဲ့အာဆီယံနိုင်ငံတွင်လူမျိုးစွဲနဲ့အတ္တကြီးလွန်ပြီးပညာနည်းကြတဲ့တိုင်းရင်းသားအမေရိကန်လက်နက်ကန်ရာချီရှိတဲ့နိုင်ငံကိုဘာအမျိုးအမြင်မှ မတွေးပဲ ပြောချင်တာပြောလုပ်ချင်တာ လုပ်နေကြတာပါရုရှားကယူကရိန်းကိုစစ်မတိုက်ပဲ ကားပဲပတ်မောင်းမယ်ဆိုရင်တောင်ယူကရိန်းတနိုင်ငံလုံးကို၃ရက်နဲ့အကုန်မရောက်ဘူးဒါကိုပူတင်က၃ရက်နဲ့အရန်တိုက်မယ်လို့သူတို့ကလာမယားပြောသွားလားမသိပါဘူးပူတင်က၃ရက်နဲ့အပြစ်တိုက်မယ်လို့လူသိရှင်ကြားတကမ္ဘာလုံးကို BBC VOA ကနေပြောတယ်ဆိုရင်တောင်ပူတင်ဘာကြောင့်ဝါရဖြန့်စကားပြောလဲဆက်တွေးရပါတယ်ယူကရိန်းလိုနိုင်ငံငယ်လေးကိုတော့မနိုင်ဘူးဆိုတဲ့ဇဂနာကနားမလဲပဲ တရုတ်တစေကြီးဇက်ကိုညာတင်းတို့ထန့်ကြည့်တဲ့သူလိုဘာတွေပြောနေဘာတွေလုပ်နေမှမသိပဲခဏနေဓာကန်ပြီးမျက်နာမဲကြီးထွက်လာလိုက်ခဏနေလှန်ကန်ပြီးမျက်နှာဖြူကြီးထွက်လာလိုက်ဆိုတာမြင်တာတက်ပိုမသိနိုင်လို့ပြောနေကြတာပါယူကရိန်းနိုင်ငံနိုင်ငံငယ်မဟုတ်ပါဘူးမြန်မာနိုင်ငံကယူကရိန်းစစ်လက်နက်တွေအများကြီးဝယ်ခဲ့ဘူးတယ်ယူကရိန်းကလက်နက်ထုတ်ပြီးကမ္ဘာကိုရောင်းစားနိုင်တဲ့အဆင့်ရှိတယ် ရုရှားရဲ့ပိုင်ဆိုင်တဲ့ဒေါ်လာဘီလီယံ600ကျော်သိမ်းထားပြီးပိတ်ဆို့မှုပေါင်း1000ကျော်လုံယုံမကနောက်စရင်ရောနောက်စရင်တူရောဖောက်ခွဲထားပါတယ်။ဥရောပရောအမေရိကရောအိတ်သွန်ဖာမောက်ထောက်ပံ့ပေးနေတာတွေကိုမမြင်တဲ့သူတွေပြောကြတဲ့ဇာတ်ရည်ဖြစ်ပါတယ်။အမေရိကနဲ့ဥရောပကရုရှားကိုအခုလိုဘက်ဆုံ hybrid warfare လုပ်ရင်6လတနစ်ထက်ပိုမတိုက်နိုင်ဘူးလို့ထင်ခဲ့ကြတာ၃နှစ်ထဲ ရောက်တဲ့အထိရုရှားစစ်တိုင်အမကြသေးလို့တရုတ်ကိုပြဿနာရှာလိုက်အိန္ဒိယကိုပြဿနာရှာလိုက်အီရန်ကိုပြဿနာရှာလိုက်မြောက်ကိုရီးယားကိုပြဿနာရှာလိုက်လုံနေကြတာပါအခုနောက်ဆုံးဂျူးပါကိုပြဿနာရှာနေပါပြီရုရှားကတလကိုဒေါ်လာ2000ပေးမယ်ဆိုလို့စစ်သား2500ပို့မယ်ဆိုလို့ပါကျူပါတွေကတလောက်ကိုဒေါ်လာ20နှုန်းပဲလာခရရပါတယ် တေချာမသိတဲ့သူတွေဆက်ဆက်မစင်းစားတတ်တဲ့သူတွေအပြစ်ရှာဖို့အတွက်စာလိုက်ဖတ်နေသူတွေကိုရည်တဲ့စာကို လာမဖက်စီခြင်းပါဘူးလာဖက်ရင်နားမလဲပဲစိတ်အနှောက်အယှက်ဖြစ်ရပါလိမ့်မယ်စာရည်တဲ့သူရောတခြားစာဖက်သူတွေကိုပါအနှောက်အယှက်ဖြစ်စေပါれရက်ွက်တဲ့ထုတ်စီဒိုရန်ကစားတာအနိုင်ရလို့အင်္ဂလန်ပရီးမီးယားလိမ့်မှာဘောလုံးကန်ကျင်နေတဲ့သူတွေလိုဖြစ်နေပါလိမ့်မယ်ဖတ်နေတဲ့စာကကိုနဲ့ဘာမှမဆိုင်ဘူးလို့ဖြစ်နေပါလိမ့်မယ် တချို့ဖြစ်နေတဲ့စိတ်ကမစ္စရိယစိတ်တွေသူများနေရာရသွားတာမကြိုက်တဲ့စိတ်သူများအစဉ်ပြေသွားမှာမကြိုက်တဲ့စိတ်သူများကောင်းစားတာမကြိုက်တဲ့စိတ်အစရှိတဲ့စိတ်တွေပါအဲ့ဒီစိတ်တွေကြောင့်အဲ့ဒီစိတ်တွေကိုအခြေခံတဲ့အတွေ့အမြင်တွေပဲဖြစ်နေကြတာပါရုရှားယူကရိန်းစစ်အကြောင်းရေးတာရုရှားဘောမာလို့လောက်တာအသည့်ရှိသူတွေအတော့ထုတ်စည်းတာတိုးနေတာခေါင်းပါတယ်တူရတူရဆုတယ်တဲ့မနူရာတွေ အတူနေလို့မရဘူးမိစရိယအခြေခံစိတ်ရှိတဲ့သူတွေကိုကိုနဲ့မတူပါဘူးအဲ့တော့ကိုရေးတဲ့စာကိုအဲ့လူတွေဖတ်လဲသဘောပေါက်နားလည်မှာမဟုတ်ပါဘူးဖက်ကာဆန်တယောက်ကပြောပြပါတယ်မင်းတချို့ကို reply မလုပ်နဲ့တဲ့ကိုကစာဖတ်သူကိုကိုနဲ့တန်းနဲ့ထားပြီးလေးလေးစားစား reply လုပ်တာရိုင်းတဲ့သူတွေများလာတော့ကိုပါစိတ်ချမ်းလာရတယ်သူရသာသွားကြတာကောင်းပါတယ်ဘုဟုသူနာအလိုရှိတယ် မသိတာရှိရင်သိလားမလားဆိုတဲ့မစ္စရိယမရှိတဲ့ဂျာနေ လူမျိုးတွေနိုင်ငံပြည်စည်းမှာအလိုမရှိတဲ့သူတွေသာဒီပိကနေစာရီလာဖက်စီလိုပါတယ်ကိုခံယူချက်ကမြန်မာနိုင်ငံကိုဘယ်သဘုံမှ မရှိတော့ပဲအေဂျန်သားရတိုးတက်ချမ်းသာနေတဲ့နိုင်ငံဖြစ်စေချင်တာပဲရှိတယ်ဆိုတဲ့အကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ် ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်မိတ်ဆွေများရဲ့ခင်မြန်ယူဆချက်အသေးသေးကိုလည်းလွတ်လပ်ပွင့်လင်းစွာရိုင်းဆိုင်မှုမပါဘဲ comment မှာ ဝင်ရောက်ရေးသားအကြံပြုဆွေးနွေးနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခန့်မောင်ပါ